စစ်ကောင်စီနဲ့တအန်းတက် DNL ကြားနှစ်ဖက်တွေ့ဆုံဆွေးနွေးဖို့တေအိုးဆိုးရကဖိအားဆက်ပေးနေပြီးတော့သူတို့ထိန်းချုပ်နယ်မြေထဲမှာကွန်စီကန့်တက်မှုတွေလည်းဆက်လုပ်ထားတယ်လို့ DNL တွဲဖက်ထွေထွေတွင်းရင်မှုနဲ့ဗိုလ်မှူးကြီးတပ်ပန်လာကပြောပါတယ်ပြီးခဲ့တဲ့ဧပြီလမှာရှမ်းမြောင်လာရှိုးမြို့ကနေကိုကန့်တက် MNDA ဆုတ်ခွာသွားပြီးနောက်တရုတ်ကနေဆက်ဂိတ်တွေကိုပြန်ဖွင့်ပေးပေမဲ့ DNL ထိန်းချုပ်နယ်ဆက်ဂိတ်တွေနဲ့နှစ်ဖက်ကုန်စီရောင်းဝယ်မှုတွေကိုတော့ကန့်တက်ထားဆဲဖြစ်တယ်လို့သူကပြောပါတယ် 2023ခုနှစ်အောက်တိုဘာလကစခဲ့တဲ့တဆယ်နှစ်ဆက်ကွန်စစ်စင်ရေးနှစ်ကြိမ်အတွင်းမှာ TNL ကမန္တလေးတိုင်းမိုးကုံမြို့နယ်ရှမ်းမြောက်ကနန်းခမ်းမန်တုံနံပါတ်2ကုတ်ခိုင်တီဘောကြောင်မဲနောင်ချိုမိုးမိန်မိုင်းလုံးမိုင်းကောနဲ့နန်းဆန်မြို့တွေကို TNL ကတင်နိုင်ခဲ့ပြီးတော့ထိန်းချုပ်နယ်မြေဖြစ်အုတ်ချုပ်ရည်ရန်ရာတွေလည်းပတ်နေပါဗျ။တေယုန်နိုင်ငံကုမင်းမြို့မှာအေပယ်လာကွန်ပိုင်းကလုတ်ခဲ့တဲ့ဆွေးနွေးပွဲမှာတော့ တောင်ချိုကြောင်မဲတီဘောမိုးကုတ်နဲ့မိုးမိမြို့တွေကိုပြန်ပေးဖို့စစ်ကောင်စီကတောင်းခံခဲ့ပေမဲ့ TNL ကပယ်ချထားပြီးတော့အဲ့ဒီဆုံးဖြတ်ချက်ဟာမပြောင်းမလဲတည်ရှိနေကြောင်းဘုံမူကြီးတာပန်လာကပြောဆိုပါရယ် TNL ထိန်းချုပ်နယ်မြေမှာနှစ်ဖက်ကုန်စီရောင်းဝယ်မှုတွေကဘလို့အခြေအနေတွေရှိနေပါသလဲသူပြောပြတာက ခုနထူးတဖြစ်ကအင်းနေချင်းဘက်ကတော့ loss ရေကတော့ဒီကျွန်တော်တို့ပိတ်ထားတဲ့နေဆက် gate တွေကျွန်တော်ပြန်လဲမှဖွင့်ပေးတာမျိုးတွေအမရှိသေးဘူးကျွန်တော်လူလူထုတွေနေ့တိုင်းသွားလာပြီးမှရောင်းဝယ်တွေလုပ်လို့ရအောင်တိတိတတဖွင့်လှစ်ပေးတာမျိုးတွေတော့မရှိသေးဘူးခက်ခဲမှုတွေကတော့ခုနဆိုတော့တော့စကားစားပဲကနေကနေမှ2024တလပိုင်းအင်းနေချင်းကတော့နှစ်လပိုင်းစားတာပေါ့ဆိုတော့ အဲဒီကြားထဲမှာတော့တော်တော်လေးကိုခက်ခဲတယ်ဒီတစ်နှစ်ပတ်လုံးလောက်ရှိနေပြီဒီဟာတော့ဒီကြက်သေးတဲ့အဲဟာကိုကျွန်တော်ယဉ်ဆိုင်ဖြည့်ရှင်းကြော်လှနေရပါတယ်ဗောနော်တေးဦးနဲ့စစ်ကောင်စီကနှစ်ဖက်ညှက်ပြီးတော့ DNL ထိန်းချုပ်နေမြေတွေကိုကုံစီ73စီစေဝါနဲ့လူသုံးကုန်တွေကိုကူတန်းခွင့်ဖျက်တောက်ထားပါတယ် ရှမ်းမြောက်ကနေဆက်ဂိတ်ဒီအနက်ကမူဆယ်မြို့ပေါ်ကနန်းတော်ဂိတ်စင်ဖြူဂိတ်နဲ့မန်ဝင်းဂိတ်တွေကိုစစ်တပ်ကထိန်းချုပ်ထားပြီးတော့မူဆယ်105မိုင်ကုံသွေးလေးစုံကကျင်းစန်းကျော့ဂိတ်ကိုတော့မြောက်ပိုင်းမှာမိတ်၃ဘွဲကပူပေါင်းထိန်းချုပ်ထားပါတယ်။ချင်းရွှေဟော်လောက်ကိုင်းမုံကိုကျုပ်ကပန်ဆိုင်တို့ကတော့ MNDA ရဲ့ထိန်းချုပ်မှုအောင်ပါပါ။တရနယ်လေးထိန်းချုပ်နန်ခမ်းမြို့တောင်ဘက်2မိုင်ကွာရွှေလီမြက်နောက်ဘက်ကန်းကနောင်တောင်းနေဆက်ဂိတ်ကိုတော့တရုတ်ဘက်ကပိတ်ပင်ထားပြီးတော့ မဟာမိတ်သုံးဘွဲ့ထိန်းချုပ်တဲ့ကျင်းစန်းကျော်နေဆက်ကိမှာလည်းတရုတ်လိုရှိတဲ့ကုန်စည်တွေကိုသာတင်သွင်းခွင့်ပြုထားတယ်လို့နန်ခမ်းမြို့ကံမြို့သားတူကပြောပြပါဗျ။လုံချုံရေးချိန်နေရသူ့ရဲ့ကိုစားမြမနောင်းသတင်းတော့ကစားထိုးပြီးတော့ပြောပြပေးမှာပါ။တန်နလီတော်နန်ခမ်းရပြီးတော့နောင်တောင်းဂိတ်ပေါက်ကိုပိုင်ပြီးထင်ပြီးသွားထိုင်တာပဲလေ။တရုတ်ကဖွင့်မှမပေးတဲ့ဟာ။အခုကျတော့ SSPP ထိုင်ထားတဲ့မန်ဟီရိုမြို့ကိုကျတော့နေဆက်ကိပြန်ဖွင့်ပေးပြီး နောက်တောင်းကြတော့ဆက်ပိတ်ထားတော့တန်နယ်လီဘက်ကစောရကတက်တယ်စစ်ကောင်စီနဲ့တန်နယ်လီကြားဆွေးနွေးပွဲတွေကို လာမယ့်ဩဂုတ်လမှာပြန်လုပ်ဖို့သဘောတူထားတယ်လို့သိရပါတယ်တေယုတ်ဖီအားကြောင့်မြောက်ပိုင်းမဟာမိတ်သုံးဘွယ်တဲကကိုကန့်တက်ဟာစစ်ကောင်စီနဲ့အပြည့်အဖို့ဆွေးနွေးကြပြီးတော့လာရှိုးကနေစုတ်ခွာပေးလိုက်ရပါတယ်။ကျန်တဲ့အာခတက်တော် AA နဲ့တန်းတက် TNL တို့ကတော့ဆက်လက်တိုက်ခိုက်နေစေဖြစ်ပြီးစစ်ကောင်စီကလည်းသူတို့အားတာချက်ဖြစ်တဲ့လေကြောင်းကိုတုံးပြီးတော့ တော်လိုင်းတက်တွေတိမ့်ပိုက်ထိန်းချုပ်ထားတဲ့ဒေတာတွေကိုလေကြောင်းကနေအပြင်းထန်ပုံကျဲနေပါတယ်ခမညာ